ဒါပဲလေဆရာဝန်အလောက်ကချမ်းသာတာမှမဟုတ်တာကျွန်တော်ကိုကျွန်တော်အမေကြီးမှာကတ်နေရတာတော့အိမ်ဆောက်တာမှပြီးသေးဘူးအလောက်ကလည်းပြူသွားတယ်ကျွန်တော်မေကျွန်တော်မိမရောကလေးတစ်သက်ကိုအိမ်မယ်အမေအိမ်မှာတောင်းတင်းနေတယ်နော်မြတ်ကျွန်တော်ဆိုရင်ကွာ GB ကောင်းတယ်ပဲပြောပြောနော်ဟာတောင်းကြီးမှာလည်းဈေးကန်းရှိတယ်ကွာရန်ကုန်လည်းထိုင်တယ်မန္တလေးထိုင်တယ် GB ကောင်းတယ်ဟုတ်တယ်နော်နောက်ခုစားမစီးနိုင်ဘူးအတဲ့ပဲတဲ့ပဲကျွန်တော်မစီးနိုင်ဘူးဆိုတော့နောက်ခုစားစီးမယ်ဆိုရင်နောက်ဆက်တွဲ ကျွန်တော်ခရိုနီလည်းမဟုတ်ဘူးစီဝါသမားလည်းမဟုတ်ဘူးဆရာဝန်ကွာနော်ပုံမှန်ဝင်ငွေပဲရှိမှာပဲအဲ့တော့ကျွန်တော်ပြောချင်တာလန်ခရူဇာစီးမယ်ဆိုရင်နှစ်တည်းကိုအပေါ်ဝင်ငွေရသိန်း20 30လောက်ပြင်ဖို့စိတ်ထားရမှာတလောက်အဲ့လားမော်ဒယ်မြင့်လေဘူးကုန်နေပဲဒါပေမဲ့အရင်မြင့်သွားရင်တော့ဒီလိုနဲ့တော့မကုန်းပေါ့ကွာဒါပေမဲ့အဲ့လောက်ကြီးစီးနိုင်ကွာသိန်းတောင်းချီကြောက်လဲကိုကခီးသွားနေသူဆိုတော့လစ်ပါလေကျွန်တော်ပြောတာထားပါတော့ကွာကျွန်တော်စကားကတောင်ကြီးသွားပြန်နှစ်သိန်းကုန်မယ်ဆိုရင်ကျွန်တော်လန်ခူစာကြီးသာထုတ်စီးသွားရင်ကျွန်တော်က ဘလော့ကုန်လဲပေါ့နော်ပြပြအတိတ်ပဲအဲ့တော့ဆရာဝန်လုံးနဲ့ကချမ်းသာဘူးလားမစမ်းသာပါနဲ့ချမ်းသာအောင်လုပ်နေဆိုရင်အဲ့ကောင်ဆရာဝန်က professional မကြဘူးမစမ်းသာနဲ့ပေါ့နော်အဲ့တော့ဟောဒဲ့ပြောတာပေါ့လေအဲ့တော့မြေးဖားပဲချမ်းသာမှာလေကျွန်တော်မိမမြေးတကွက်ရောင်းနေတာကျွန်တော်တလောက်တနည်းမဟုတ်တလောက်မဟုတ်သုံးနည်းနည်းရှာရတဲ့ပတ်စံဖြစ်နေတယ်ဒါအမှန်ပြောပြတာမြေးဆိုတော့အဲ့လိုဇာကြီးနဲ့ရတာဟိုနည်းနည်းတော့ပတ်စံမဟုတ်ဘူး အရင်တော့ဆရာဝန်ကြီးတွေကတော့ကွာသူတို့ကခက်ကောင်းမိတယ်ကွာမြို့သက်မှာဆရာဝန်ကြီးတွေရှိတယ်ကျွန်တော်ဒီဆရာဝန်ကြီးသူတို့အရင်ချမ်းသာတယ်နောက်စေုံနေတော့ဖွင့်နေဘာလို့သူတို့ကညင်ကြောင်းနေသူတို့ကအရင်တော့ကွာဆရာဝန်တယောက်ကတလောက်သိန်း100ပို့သိန်း90ပို့တယ်မြေတစ်ခွက်ဝယ်လို့ရတယ်ခုကျွန်တော်သိန်း90ပို့ဗာမြေရမှာတော့ဆိုင်ကယ်တော့ဝယ်မရဘူးကျွန်တော်ကျွန်တော်ဆိုင်ကယ်တွေကအဲသိန်း300လောက်တန်းတယ်သိန်း100လောက်တန်းတယ်ဆိုင်ကယ်တစ်စီးတောင်ဝယ်မရတော့ဘူးခွာအချင်းတည်းအဲ့လောက်ပြောတာလေမြေမှာယင်းမင်းယင်းနှမြုပ်နယ်မှုဆိုတာလို့တယ်နော်ပညာတတ်တိုင်းဒီနိုင်ငံကမရဘူးကျွန်တော်ပြောတာ ဟိုဘယ်လိုပြောမလို့ပညာတက်တိုင်းလဲတာမန်ထက်တော့နေနိုင်လိမ့်မယ်တာမန်ထက်ပဲချမ်းသာဘုရားတော့ဟိုစီဝိုင်းပညာတက်ကိုတက်မှရကျွန်တော်အဲ့ဒါကိုရှင်းပြတာဒါဒါကျွန်တော်ပြောတာလူတွေသိစေချင်တယ်ပြောတာလူတွေကလွဲနေတာဗာလဲဆိုတော့ဟိုအကြောင်းပြင်ဆရာဝန်တာသမီတွေကိုအဆရာဝန်ဖြစ်ရမယ်ရင်းချင်ဖြစ်မယ်တော့အဲ့ဒါရဲ့ဂျန်ခဲ့ပါပြီခုခက်ကအဲ့လိုလည်းမဟုတ်တော့ဘူးစီဝိုင်းပညာသိရမယ် ဟိုနိပညာနောက်လိုက်ရမယ် IT ကြောင့်သိရမယ်ပေါ့နော်ကျွန်တော်သာသမီနေဆရာမဖြစ်လေကောင်းနေပဲတော့ဆိုတော့ဟိုပင်မနဲ့လေနော်ကျွန်တော်စာကြီးသင်နေရတာပဲစာကြီးဖတ်နေရတာဟိုဘယ်လိုပြောမလို့မပြီးတော့ပေါ့မပြီးတော့ပေါ့နော်ဟိုဒီလောက်လောက်မှန်ဆိုတော့စာမဖတ်ခွင့်လစ်သွားမှာပဲအဲ့တော့အဲ့လိုမျိုးပြောရတာဒီလောက်ကတော့မလစ်လာရင်တော့ကြံခဲ့မှာပဲအဲ့ဒါအဲ့ဒါကတော့ကိုကိုကို invest လုပ်နေရမှာပဲမီးဥစားဘာမှလုပ်ထားမှာချွေးထားကြလည်းမလိုဘူးလေပြစ်ထားလိုက်တယ်လေနောက်စနေနေ့တော့ဆယ်သားတော့တက်သွားရောအဲ့လိုပြောတာ ဲ့တော့ဆရာဝန်အများစုကမြေလောကမှာရှိမှာပဲလीကျွန်တော်တော့မရှိဘူးဆိုကျွန်တော်လုံးဆိုင်မှာကျွန်တော်မိမလုံးကျွန်တော် easy ပဲဆိုင်ငယ်ပတ်စီမှာကျွန်တော်တောက်မယ်စားမယ်ကျွန်တော်ဘာမှမလုပ်စီဝိုင်းလုံးဆိုင်မလုပ်ဘူးစီဝိုင်းလုပ်တဲ့မိမယူထားရတယ်ပြီးရောဒါကျွန်တော်ရဲ့ strategy ပဲကလေးတော့မွေးထားရတယ်ရောနေ့ကနေအကြောင်းထားပြီးရောမဟုတ်လား